အာစလာမူအာလိုင်ကွန်ဝါရာမက်တူလာဟီဝါဘာရာကာတူဤဒီမှာမထင်မှတ်သောဘက်မှ ရောက်လာသည့်တရားမျှတမှုအကြောင်းဇလန်းတပုတ်ဖြစ်သည့်ရဲတပ်ဖွဲ့ဝင်ရဲဘော်တဦးနှင့်ဤဤမမာနာကြောင့်နောက်ဆုံးတွင် ပြိုလဲသွားသောအချင်းပြဲရဲရာရှိတဦးအကြောင်းဖြစ်သည့်ရန်ကုန်မြို့ဤပူပြင်းသောနေ့တစ်နေ့လူစီကားသောလမ်းမပေါ်တွင်ကံကြက်တစ်ချက်ကအရာအားလုံးကို ပြောင်းလဲစေခဲ့သည့်ဇလန်းပြေဆောင်ကိုနေမြေဒေဝီတွင် အတူတကွနားဆင်ကြပါစို့ ရန်ကုန်မြို့ရှိဘိုကျိုးအောင်ဆန်းလမ်းမကြီးသည်အမြဲတစေလှုပ်ရှားမှုများနှင့်မပြည့်စည်ကားနေသောလမ်းမကြီးတစ်ခုအဖြစ်လူသိများသည့်ရေများတွာလာနေမှုကြားတွင်ဘိုကြီးကျော်စင်ကိုသူ၏ညဉ့်နွမ်းနေသောအမျိုးရောင်ယူနီဖောင်းနှင့်အတူလမ်းဘေးတွင်မကြာခဏတွေ့ရသည် သူ၏ဘိုက်ပူပူကြီးသည်ခါပတ်နောက်မှထွက်နေပြီးပေါင်းပီကိုမထိန်နိုင်ဖြစ်နေသည် သူဤသေးငယ်ပြီးထက်မြက်သောမျက်လုံးများသည်လမ်းပေါ်မှ ဖြတ်သွားဖြက်လာရင်မောင်းများကိုအမြဲပြစ်မှတ်ထားသည် သူသည်လေးစားခံရသည့်ဥပရေစိုးမိုးရေးသမားတဦးမဟုတ်ပဲတားကောင်းရှာပွေနေသည့်ဝှစုံဝှစ်ထားသော အသားစားတော်ဝါတကောင်သာဖြစ်သည်ကျော်စင်သည်နေတိုင်းတူညီသောအလေးချင်းရှိသည့်အသေးအဖွဲအကြောင်းပြချက်များဖြင့်ရင်မောင်းများကိုရက်တန့်စေသည့်လှဲ့ပတ်မီအလင်းအားနေခြင်းနမက်ပြားဆောင်နေခြင်းတက်မတ်ဆန်နှုံးမမီသောဥထုပ်ဆောင်ခြင်းအစရှိသည်တို့ဖြင့်ငွေညှိရန်အကြောင်းပြချက်ရှာသည်သူ၏လဝါကြီးသည် ဒံကျေးစာအုပ်ထုတ်ရန်ကျင်သားရနေပြီဖြစ်တော်လဲနောက်ဆုံးတွင်အမြဲတစေငွေပေးချေမှုဖြင့်ဆုံးသက်သည့်ပဝန်းကျင်ရှိဒေသခံများသည် သူ၏အပြုမှုများကိုယင်းနီးပြီးဖြစ်တော်လဲမြည်သူမျှမဆန့်ကျင်ဝင်ကြပေကြော်စင်ခဲ့သို့သောရဲများကိုဆန့်ကျင်ခြင်းသည်ပုံမကြီးမားသောပြဿနာများသာဖြစ်စေမည်ကိုသူတို့သိကြသည်အချင်းပြဲချစားမှုသည်ကြော်စင်ဤကိုခန္ဓာတွင်စိတ်ဝင်နေပြီဖြစ်သည် သူစုဆောင်ထားသောငွေများကိုဇိမ်ခံစားတောက်ဆိုင်များတွင်တောက်စားခြင်းနိုင်ငံခြားစည်းကားကရပ်ဝဲခြင်းသို့မဟုတ်ညကလက်များသို့တွားရောက်ခြင်းတို့အတွက်သုံးဆွဲသည် သူနစ်နာအောင်လုပ်ခဲ့သောတားကောင်များ၏ငွေကြေးတန်ကို သူကယူမဆိုင်ပေသူ၏အိတ်ကက်များပြည့်နေသည်၍သူ၏မမာနာကြီးသောအပြုမူများသည်ပုံမဆိုးရလာသည်လမ်းမကြီးသည် သူ၏ကိုယ်ပိုင်နေမည်တစ်ခုကဲ့သို့ဖြစ်နေသည်သောသောသူ၏မမာနာနောက်ွယ်တွင်ကြော်စင်သည့် အမှန်တကယ်တွင်ကြောက်တတ်သူတဦးဖြစ်သည် သူသည်အားနည်းသည်ဟုသူယူဆသူများဖြစ်သည့်နေသားသမားများလူငယ်များသို့မဟုတ်တယောက်တည်းရှိသောအမျိုးသမီးများကိုသာဖိနှိပ်ရန်ရဲရဲဝံ့ဝံ့လုပ်သည် သူသည်ဂုံတိတ်ခါရှိပုံရသောရင်မောင်းများကို သို့မဟုတ်စစ်ယူနီဖောင်းသို့မဟုတ်ရဲယူနီဖောင်းဝတ်ဆင်ထားသူများကိုမြည်သည့်အခါမြပြစ်မှတ်ထားခြင်းမရှိပေထိုသည်မှာသူ၏နီးပြူဟာဖြစ်သည်သူတို့ပြန်မတိုက်ခိုက်နိုင်ဟုသူယုံကြည်သည့်တားကောင်များကိုရွေးချယ်ခြင်းဖြစ်သည် သို့သော နေလေခင်တခုတွင် သူ၏မမာနာသည် သူ့ကိုပြန်လဲဖြစ်စည်းတော်မူဖြစ်သည်မေဆန်နီသည်တာမန်အမျိုးသမီးတဦးမဟုတ်ပေသူမ၏ဆွဲဆောင်မှုရှိသော ပုံမှန်တရံနှင့်ပိန်ပါသော ခန္ဓာကိုယ်နောက်ွယ်တွင်မြမာရီတက်မတော်မှ လေ့ကျင့်ပေးထားသောစစ်တီတော်စိတ်သက်ကိန်းအောင်နေသည် သူမသည်ပြင်းထန်သော စီကန်းနှင့်ကြန့်ခိုင်သောကိုခန္ဓာကိုကျင့်သားရနေသည်သို့သောသူမ၏အားလည်းရဲ့များတွင် သူမသည်အခြားလူငယ်အမျိုးသမီးများကဲ့သို့မြို့ပြဘဝကိုပျော်ရွှင်စွာ ဖြတ်တန်းရင်းပေါ့ပေါ့ပပဝစ်စင်လေးရှိသည် ထိုနေ့တွင် သူမသည်တက်တောင့်တသက်ရှိတော်လဲစတိုင်ကြသော အဝတ်အစားကိုရွေးချယ်ခဲ့သည်ခင်ယံခရတော်တထေသည် သူမ၏ဝမ်းပိုက်ပြားကိုအနှဲငယ်ဖော်ပြနေပြီး အဖြူရောင်အားကစားပေါင်းပြီးတိုနှင့်အဖြူရောင်လွတ်နေသော ကာဒီဂန်ကိုပွင့်လျက်ဝတ်ဆင်ထားသည်သူမ၏သပင်ရှည်များကိုသပင်ကျွတ်ခြင်းမရှိစေရန်အနှဲငယ်သာပြင်ဆင်ထားသည်သူမ၏ဘဲဘက်လက်ကောက်ဝတ်တွင် သူမ၏နှလုံးခုန်နှုန်းနှင့်ခြေလန်းတိုင်းကိုမှတ်တမ်းတင်ထားသည့်ကြံ့ခိုင်ရေးခြေရာခံကိရိယာကိုချိတ်ဆွဲထားသည်မေဆန်နီသည် သူမ၏အကြိုက်ဆုံးအားကစားရုံသို့သွားနေစဉ်ပင်ပင်ပန်းနွမ်းနယ်မှုကိုဖြေလျှော့ရန်နှင့် ကြံ့ခိုင်မှုကိုထိမ့်သိမ်းရန်လေ့ကျင့်ခန်းများပြုလုပ်လေးရှိသည်။သူမသည်အလုံးမနားနေတော်လဲသူမ၏ခန္ဓာကိုယ်သည်အမြဲတမ်းလေ့ကျင့်ထားဆဲဖြစ်သည်။သူမ၏တုံ့ပြန်မှုများမှာဒါကဲ့သို့ထက်မြက်သည့်နေ့လယ်ခင်းနေရောင်သည်လျှော့ကြနေသောအခါမေဆန်သည်သည်ဘူဂျိုအောင်ဆန်းလမ်းမပေါ်တွင် မောင်းနေနေသည်လေညင်းသည်သူမ၏ကာဒီဂန်ကိုဖြည်းဖြည်းချင်းတိုက်ခတ်နေပြီးတက်တောင့်တတရှိတော်လဲကြော်ရှင်းသောပုံစံကိုဖန် ဒီပေးသည်သူမသည်အလင်းစလိုမလုတ်ပဲငကြက်များမှตายာသောဂီတကိုနားဆင်ရင်ခီးကိုပျော်ရွှင်စွာဖြတ်တန်းနေသည်သူမ၏ပါလွာသောမျက်နှာနှင့်အပြုံးလေးသည် သူမ၏ငွေယုံကြည်ချက်ကိုပြသနေသည်သူမ၏ပေါပေါပပပုံတံနောက်ွယ်တွင်တက်မြောက်သောကိုခံပညာဆွမ်းရည်နှင့်တမနီစိတ်တက်တို့ကင်းအောင်နေသည်ကိုမြည်သူမျှမထင်မှတ်ကြပေသို့တော်သူမ၏အေးဆေးတည်ငြိမ်မှုသည် ကြကြမခံလိုက်ပေအဝေးမှနေ၍ဘူကြီးကျော်စင်၏ ခက်မြက်သောအကြည့်များကသူမကိုပြစ်မှတ်ထားနေပြီဖြစ်သည်အချင်းပြက်ရဲရာရှိသည်မေဆန်နီကိုအလွဲတကူဖမ်းမိမိတားကောင်အဖြစ်ယူဆခဲ့သည်ဖက်ရှင်ကြသောအမျိုးသမီးငယ်တဦးသည်သူ့ကိုပြန်လဲခုခံမိမဟုတ်ဟုသူယုံကြည်ခဲ့သည်သူသည်ယခုတစ်ချိန်တွင်သူမယွင်းသောပြိုင်ဘက်ကိုရွေးချယ်မိပြီဟုလုံးဝမသိခဲ့ပေထိုနေ့လေခင်ရန်ကုန်မြို့သည်ပူပြင်းလာသည်ဆူဆွတ်တော်လေသည်အရေပြားပေါ်တွင်မမြင်ရသောအလွာတစ်ခုကဲ့သို့ကပ်နေသည် ဘိုးကျော်အောင်ဆန်းလန်းမကြီးသည်ဖြည်းဖြည်းချင်းရွှေလျားနေသောရင်များဖြင့်ပြည့်နှက်နေသည်တခါတရံတွင်ဥတီယာသို့အမြင်ရောက်လိုသောရင်မောင်းများ၏ဒီမခံနိုင်သောကာဟွန်းတန်များထွက်ပေါ်လာသည်ထိုလူအုပ်ကြီးကြားတွင်မေဆန်လီသည်အေးအေးဆေးဆေးမောင်းနေနေသည် သူမ၏လက်များသည်ဆိုင်ကယ်လက်ကင်ကို ခိုင်မြဲစွာဆုပ်ကင်ထားသည် သူမ၏မျက်လုံးများကသူမ၏ဖုံးရှိကပ္ပာကို တခါတရံကြည့် နေပြီးသူမတော်လိုသောအားကစားယုံကို မလွန်စေရန်တေချာစေသည်လမ်းဘေးတွင်ဘိုကြီးကျော်စင်သည် သူ၏ပုံမှန်အတိုင်းရက်နေသည်လက်နှစ်ဖက်ကိုခါထောက်ထားပြီးရင်ဘက်ကိုအနှဲငယ်ဖောင်းကားထားသည် သူ၌မရှိသောဂုံတိတ်ခါကိုပြသလိုသည့်အလားသူ၏နဘူးကျဲကြီးပေါ်တွင်ချွေးများစီးကျနေပြီးသူ၏ယူနီဖောင်းသည်ရှုပ်ထွေးနေကစီးကရက်နက်များကလည်းကပ်နေစေဖြစ်သည် သူ၏မျက်လုံးငယ်လေးများသည် ရင်မောင်းတိုင်းကိုစကင်ဖက်နေပြီးယနေ့မိသူကို ပြစ်မှတ်ထားမိကိုရှာဖွေနေသည် သူ၏အမြင်ကမေဆန်ဒီ၏ပုံတဏံကိုဖမ်းမိလိုက်သောအခါသူ၏နှက်ခမ်းများသည်စိုးရုပ်သောအပြုံးတစ်ခုကိုဖော်ပြနေသည်မေဆန်ဒီသည်သူမကိုစောင့်ကြည့်နေသည်ကိုအစာပိုင်းတွင်သတိမထားမိခဲ့ပေသူမ၏စိတ်သည် နောင်လာနီလေးကျင့်ခန်းအစီအစဉ်များအပေါ်အာယုံဆိုင်နေသည့်သူမသည် လေးကျင့်ခန်းဆက်ပေါ်တွင် ပုံမှန်အစီအစဉ်အစ်တစ်ခုကိုစမ်းသပ်ခြင်းသို့မဟုတ်ပေါ်ပါသောအလေးမချင်းတို့ကိုပြုလုပ်ကောင်းပြုလုပ်လိမ့်မည်သို့သော သူမ၏ထက်မြက်သောပိစာသည်ရုတ်တရက်တုန်ခါသွားခဲ့သည်သူမရှိရှိရဲရရှိကလဝါမြောက်ကသူမကို ရက်တန့်ရန်အမိန်ပေးသည်ကိုမြင်လိုက်သောအခါဖြစ်သည်သူမသည်အခြေအနေကိုဖက်ရန်စူးစမ်းရင်းဖြည်းဖြည်းချင်းဘရိတ်အုပ် လိုက်သည်ကြော်စင်ဤအကြည့်တွင် သူမကိုစိတ်မသက်မသာဖြစ်စေသည့်တစုံတရာရှိနေသည်သူဤမယိုးသားသောအပြုံးနောက်ွယ်တွင်ဖုံးကွယ်ထားသော လောဘနှင့်မကောင်းသောရည်ရွယ်ချက်များကိုတခဏရာတွေးလိုက်ရသည် မေဆန်ဒီသည်နှဆိုင်စွာ ရှူထုတ်လိုက်ပြီးမြည်သည့်အရာမဆိုကြုံတွေ့ရန်အသင့်ပြင်လိုက်သည် သူမသည်ထိုနေ့လေခင်းသည်ဘူကြီးကြော်စင်အတွက်နှင့်သူ၏အပြုတ်မှုများကိုညီးငွေ့နေပြီဖြစ်သောမြို့သူမြို့သားများအတွက် အလှည့်အပြောင်းတစ်ခုဖြစ်လိမ့်မည်ဟုမတိခဲ့ပေ ဗိုလ်ကြီးကျော်စင်သည်မေဆန်ဒီစီတို့ ခြေလန်းကျဲကြီးများဖြင့်ချင်းကပ်လာသည် သူ၏ဖနက်ကျဲများသည် ပူပြင်းသောကတေယာလမ်းပေါ်တွင်ဆွဲနေသည်သူ၏လက်တွင်ဒံကျေးစာအုပ်ကိုကင်ထားသည်သူ၏လက်ချောင်းများကမှားယွင်းသောဒံငွေများကိုရေးရန်အတင်းရှိနေသည်သူ၏မျက်လုံးများက မေဆန်သည်၏ခန္ဓာကိုယ်ကိုခေါင်းမှခြေဖျားအထိလှည့်ပတ်ကြည့်ရှုနေသည်သူမ၏ပုံမှန်သဏ္ဍာန်ကိုသူညှိယူနိုင်သောငွေပမာဏကိုတွက်ချက်နေတကဲသို့အကဲဖြတ်နေသည်သူ၏အပြုံးသည်ကျယ်ပြန့်လာသည်အသားဝါသောအမျိုးသမီးငယ်သည်သူ၏တောင်းဆိုချက်ကိုလိုက် နမ်မီအားကိုရမဲ့တားကောင်များထဲမှတူးသာဖြစ်သည်ဟု သူယုံကြည်ခဲ့သည်မမာနအပြည့်ဖြင့်ကျန်းတန်းသောအတန်ဖြင့်သူသည်သူမ၏ဆိုင်ကယ်ဘက်သို့ညှို့ထိုးကဤပညာပိုင်းဆိုင်ရာ ချုပ်ရင်းချက်ကို တွေးရှိခဲ့သည်အလားလှုပ်ဆောင်လာသည် သူ၏လှူရှာမှုများသည်သူ၏ကောင်းလေးတွင်သာရှိသောဥပဒေပြဆက်ကို ပြတ်တနေတကယ်သို့အလွန်ကြုံဖြစ်နေသည်မေဆန်နီက သူ့ကိုအေးဆေးစွာစောင့်ကြည့်နေသည် သူမ၏မျက်ခုံးများသည်အနှဲငယ်မြင့်တက်နေသည် သူမသည်ဤကဲ့သို့ရဲများအကြောင်းဇလန်းများကိုမကြာခဏကြားဘူးတော်လဲယခုမှသာသူ၏ကောက်ကျစ်ဆင်းလဲမှုကိုတိုက်ရိုက်ခံစားရသည်ကြော်စင်သည် ရင်ဘတ်အိတ်ထဲမှဘောပင်ကိုထုတ်ယူပြီးဆေးလိပ်ကြောင့်မြစ်ပတ်နေသော လက်ချောင်းများကြားတွင်လှဲ့ပတ်နေသည့် သူသည်ဒန်ဂျေးစာအုပ်ကိုယုံကြည်မှုအပြည့်ဖြင့်ခောက်လိုက်သည်ဂိမ်းကိုအနိုင်ရပြီးသားကဲ့သို့ပင်သူ၏ကောင်းထဲတွင်အခြေအနေရှင်းနေသည် မေဆန်ဒီသည်ကြောက်လန့်သွားပြီးဒန်ရိုက်ချင်းမခံရစေရန်ငွေအချို့ပေးကမ်းလိုက်မည် သူသည်သူမ၏ဖုန်းနံပါတ်ကိုအာမခံအဖြစ်တောင်းဆိုမည်ဟုပင်စိတ်ကူးရင်နေသည်သို့သောမေဆန်ဒီ၏အကြည့်သည်ရှုပ်ထွေးရာမှအေးခဲသွားပြီးနောက်တမ်မနီကဲ့သို့မာကျောလာဒီကိုသူတတိမထားမိခဲ့ပေ သူတို့ပတ်ဝန်းကျင်ရှိလေထုသည်ပို၍ပူလာသည် နေရောင်ခြည်ဤပြင်းထန်မှုကြောင့်သာမကတိမမှုများတဖြည်းဖြည်းမြင့်တက်လာခြင်းကြောင့်လည်းဖြစ်သည်ရင်မောင်းချို့သည်ဖြစ်ပျက်နေသည်များကိုတိလိုစိတ်ဖြင့်အင်းတို့၏ရင်များကိုနှေးကွေးစွာမောင်းနေနေကြသည်ကြော်စင်ကဂယုမဆိုင်ပေသူသည် သူ၏သားကောင်အပေါ်အာယုံဆိုင်လွန်းနေသည်ယခုတစ်ချိန်တွင် သူ့ကိုယ်သာစောင့်ကြည့်နေသည်ကို သူသတိမထားမိခဲ့ပေ မေဆန်နီက သူ၏အစီအစဉ်အတိုင်းချက်ချင်းမလုံဆောင်တော့သည့်အခါကြော်စင်သည်ဒီမခံနိုင်တော့ပေသူသည်ညဉ့်ဉန်းသောစကားလုံးများကို တမင်တကာပြောဆိုလိုက်ပြီးသူမကိုနှိမ်ကြစေသည် သူ၏မျက်လုံးငယ်များကမေဆန်ဒီကိုအရာဝိတ္ထုတစ်ခုထက် မပိုတကဲသို့စူးစိုက်ကြည့်နေသည် သူ၏လှူရှားမှုများကပုံမူပြင်းထန်လာသည် သူ၏လက်ညှိုးသည်မေဆန်ဒီ၏ပခုံးကို ထိလူနီးပါးဖြစ်သည် သူ၏ဆေးလိမ့်နှံ့ရသောလေများသည် ်ပဝင်းကျင်တို့ပြန်လွင့်နေသည့်ဤအမျိုးသမီးသည် ချင်းချောင်းမှုဖြင့်အရှုံးပေးလိမ့်မည်ဟု သူထင်ခဲ့သည်မေဆန်နီသည် ခမတ်စွာရက်နေသည် သူမ၏ပခုံးများသည် ပော့ပော့ပပမရှိတော့ပေသူမ၏လက်မောင်းရှိကြက်သားများတင်းမာနေတော်လဲသူမ၏မျက်နှာအမူအရာက ထိန်းချုပ်ထားဆဲဖြစ်သည်သူမသည်ကြော်စင်ကိုဆက်လက်ပြောဆိုစေခဲ့ပြီးအမျိုးသမီးပြက်ကဲ့သို့ဝစ်စားစင်ရင်သည်ဟူသော ခန်းနေတဲ့စကားများအပါဝင်ပြောဆိုခဲ့သည့်ညီသည့်စော်ကားမှုမျိုးကိုမဆိုးနားထောင်ခဲ့သည် ထိုစကားလုံးများသည်လောင်စာပုံပေါ်မှမိဘများကဲ့သို့ပင် သူမ၏သွေးများစုပွက်လာတော်လဲသူမ၏စည်ရေးလေးခြင်းမှုများက သူမကိုအပြင်ပန်းတွင်တည်ငြိမ်စေခဲ့သည် အနည်းငယ်ကိုမသိသောကြော်စင်သည်ပုံမိုးဆိုးရွားလာသည် သူသည် ိုမိုနီကက်လာခဲ့သည် သူ၏ကိုခန္ဓာကြီးသည် မေဆန်ဒီ၏ဆိုင်ကယ်နှင့် ထိလူနီပါဖြစ်နေသည် သူ၏လက်များသည်စာရွက်စာတမ်းများကိုစစ်ဆေးလိုဟန်ဖြင့်လှုပ်ရှားနေသည်သို့သော သူ၏လှုပ်ရှားမှုများကိုမေဆန်ဒီ၏ပောင်ပတ်ဝန်းကျင်တွင် တမင်တကာကြာရှည်စေခဲ့သည် ထိုသည်မှာသူ၏အကြီးမားဆုံးအမှားဖြစ်သည်မြင်တွေ့လိုက်ရသောပတ်ဝန်းကျင်ရှိဒေသခံများသည်စုယုံလာကြသည် အချို့ကဖုန်းများကိုထုတ်ယူကာဗီဒီယိုရိုက်ကူးနေကြသည်။ဤရဲသည်အလွန်ကြုံလှုပ်ဆောင်နေပြီဖြစ်ကြောင်းသူတို့သိတော်လဲမြည်သူမျှရှေ့သို့မတိုးဝင်းကြပေ၊ကုညီရန်မလိုအပ်တော့ကြောင်းသူတို့မသိခဲ့ကြပေ။အဘဲကြောင့်ဆိုသောမေဆန်နီသည်ဤကိစ္စကို သူ၏ကိုယ်ပိုင်နီးလန်းဖြင့်ဖြေရှင်းရန်အသင့်ပြင်ထားပြီဖြစ်သောကြောင့်ဖြစ်သည်။လူတအူး၏တီးခတ်မှုသည်အထွတ်ထိပ်သို့ရောက်ရှိသွားသောအခိုက်အတန့်များရှိသည်။ မေဆန်ဒီအတွက်မူကျော်စင်က သူမကိုတမင်တကာထိတွေ့လိုက်သည့်အချိန်ပင်ဖြစ်သည်။ကြာမြင့်စွာထိန်းထားခဲ့သောဒေါသမီးသည် ရုတ်တရက်ပောက်ကွဲထွက်လာသည်။သူမ၏ယခင်ကတည်ငြိမ်နေသောမျက်လုံးများသည်အိမ်မှထုတ်ထားသောဓာကဲ့သို့ထက်မြက်လာသည်။သူမ၏အသက်ရှူနှုန်းသည် တိုတောင်းလာသည်။ကြောက်ရွံ့ခြင်းကြောင့်မဟုတ်ဘဲတိုက်ပွဲဝင်ရန်အဒရီနလင်များစီးဆင်းလာခြင်းကြောင့်ဖြစ်သည်။ ကျော်စင်သည်မေဆန်ဒီ၏မျိုးလုံးများ၏အကြည့်ကိုမြင်လိုက်မှသာ ထိုပြောင်းလဲမှုကိုသတိပြုမိသည့်ရုတ်တရက်အားနည်းသည်ဟုသူယူဆခဲ့သောအမျိုးသမီးသည် လုံးဝကွဲပြားခြားနားသောရောင်ဝါကိုထုတ်လွှင့်နေသည့်တိုက်ခိုက်ရန်အသင့်ပြင်ထားသောရှင်သေးမတ်တကောင်ကဲ့သို့ပင်သူ၏ခြေထောက်များကတလန်းနောက်ဆုတ်ရန်အလိုလျောက်တုံ့ပြန်လိုက်တော်လဲနောက်ကျနေခဲ့ပြီးမေဆန်ဒီသည် နောက်ထပ်ငြိမ်သက်စွာရက်နေခြင်းမရှိတော့ပေသူမ၏ခန္ဓာကိုယ်သည်ပြီးပြည့်စုံသောအနေထားတွင် ရှိနေသည် ကိုလေးချိန်ကိုညာဘက်ခြေထောက်ပေါ်သို့တင်ထားပြဘယ်ဘက်ခြေထောက်ကကံရံအသင်ရှိနေသည်သူမ၏ကိုခံပညာလေးခြင်းမှုများတိုက်ကွန်ဒိုရေတက်နီးစနစ်များတိုက်ပွဲဝင်လေးခြင်းမှုများအားလုံးသူမ၏ခေါင်းထဲတွင် စုဝေးနေသည်ယင်းသည်တန်ရိုက်ခြင်းသို့မဟုတ်ငွေကြေးအကြောင်းမဟုတ်တော့ပါ။နင်းဒီဂုံတိတ်ခါအကြောင်းတရားမျှတမှုအကြောင်းသူဤယူနီဖောင်းက သူ့ကိုခုခံအားကောင်းစေသည်ဟုထင်သောယွန်းရှာပွဲကောင်းသည့်အမျိုးသားအားတင်ငန်းစာပေးခြင်းအကြောင်းဖြစ်သည်သူတို့ပတ်ဝန်းကျင်ရှိ လေထုသည် အေးခဲသွားတကယ်သို့ဖြစ်နေသည် ဖြက်သွားဖြက်လာရင်မောင်းများသည်ခဏတာရက်တန့်သွားကြသည်ကောင်းဟွန်းတန်များပင်ပျောက်ကွယ်သွားသည်မျက်လုံးများအလုံးသည်ဤပုံနှစ်ပုံကိုစူးစိုက်ကြည့်နေကြသည် ုတ်တရက်အလွန်သေးငယ်သွားသည့်ဘိုက်ပူပူရဲရရှိနှင့်ယခုအခါတေစီနိုင်သောခွန်အားကိုထုတ်လွှင့်နေသည့်အမျိုးသမီးငယ်တဦးတို့ဖြစ်သည်ထိုလှရှားမှုသည်အလွန်လင်းမြန်းစွာဖြစ်ပေါ်လာသည်ကြောစင်းဤရင်ဘက်ကိုတဲ့တဲ့တန်းတန်းကန်ချက်တစ်ချက်သည်တိကျမှုနှင့်အင်အားပြည့်ဖြင့်ထုံလုခဲ့သည့်တိုက်ကွန်ဒိုကံချက်သည့်အပြည့်အဝထိမှန်သွားပြီးအချင်းပြက်ရဲရရှိ၏တကူလုံးတို့ထိတ်လန့်တုန်လှုပ်စေသောလှိုင်းများကိုပို့လွှတ်လိုက်သည့် ကျော်စင်သည် သူ့ကိုယ်သူကာကွယ်ရန်လက်ကိုမမြောက်လိုက်ရပေသူ၏မျက်လုံးများပြူးကျဲလာပြီးပါးစပ်ဟောင်းလောင်းပွင့်နေတော်လဲအတန်တန်မျှမထွက်လာပေအကျိုးတက်ရောက်မှုသည်ချက်ချင်းခံစားရသည်ကျော်စင်ဤကိုခန္ဓာကြီးသည်အဝိယုတ်ကဲ့သို့နောက်သို့လွင့်ဆင်သွားသည်သူသည် ကတရာလမ်းပေါ်တွင်ပက်လက်လန်လဲကျသွားသည် သူ၏အသက်ရှူတန်များပြင်းထန်လာသည် သူ၏မျက်နာသည်ညည်းလာသည် သူ၏လက်များက သူ၏ရင်ဘတ်ရှိယူနီဖောင်းကိုစုပ်ကင်ထားသည်ပြန့်နှံ့နေသော နာကျင်မှုကို ထိန်းထားလိုဟန်ဖြင့်သူသည်မလှုပ်ရှားနိုင်မပြောဆိုနိုင်ဘဲကောင်းကင်ကိုဗလာနက်တိအကြည့်ဖြင့်လဲလျောင်းနေခဲ့သည်မေဆန်နီသည်ဒုတိယအကြိမ်ကန့်ချက်မပေးခဲ့ပေသူမသည်မမက်ရက်ကနက်ဆိုင်စွာ အသက်ရှူပြီးနောက်အနေငယ်လျှော့ကြနေသော ကာဒီဂန်ကိုပြန်ပြင်လိုက်သည် သူမ၏လှုပ်ရှားမှုများသည် အေးဆေးတည်ငြိမ်ပြီးထိမ့်ချုပ်ထားသည်ပုံမှန်လေ့ကျင့်ခန်းပြီးစီးသွားသကဲ့သို့ပင်သူမ၏မျက်နာတွင်ဒေါသမရှိတော့ပေ ခိုင်မာမှုသာရှိသည်သူမသည်ပတ်ဝန်းကျင်ကိုကြည့်လိုက်သောအခါဆယ်ကနန်းများစွာသော လူများကသူမဘက်သို့ဖုံးကင်မရာများကိုလှည့်ထားသည်ကိုသတိပြုမိသည်သို့သောအခြေနှံဆုံးမှာပတ်ဝန်းကျင်ရှိဒေသခံများ၏အမူအရာများဖြစ်သည့်အခြားဘုကပြုံးနေကြပြီးအချို့ကခေါင်းကြီးပြကြသည် အချို့ကတိုးတိုးလေးလက်ခုပ်တီးကြသည် သူတို့သည်မေဆန်နီကိုမကြောက်ကြပေသူတို့သည်သူမကိုလေးစားကြသည်ကြော်စင်သည်မြေပြင်ပေါ်တွင်လဲလျောင်းနေစေဖြစ်ပြီးအချင်းပြက်ရဲရာရှိတဦးအဖြစ်သူဤဘဝပြီးဆုံးသွားပြီဖြစ်ကြောင်းယခုမှသဘောပေါက်သည်လူအုပ်ကြီးစီမှစုညံတန်များထွက်ပေါ်လာသည်လူများကလမ်းဘေးတွင်ရက်တက်နေကြပြီးညင်းတို့ဤဖုံများကိုနောက်ထပ်ဖုံးကွယ်ထားခြင်းမရှိတော့ပေအချို့ကပို၍ပင်ရဲရဲဝံ့ဝံ့ချင်းကပ်လာပြီး꽌ပြားသောထောက်များမှ ီဒီယိုရိုက်ကူးနေကြသည်။အင်းတို့၏မျက်နာများသည်တတရာရခြင်းနှင့်ကျေနပ်ခြင်းအမှုအရာများဖြင့်ပြည့်နှက်နေသည်။နှစ်ပေါင်းများစွာကြာအောင်ဘူကြီးကျော်စင်သည်ဘူဂျိုအောင်ဆန်းလမ်းမပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသူဖြစ်ခဲ့သည်သို့သောယနေ့တွင်တစုံတစ်ယောက်ကနောက်ဆုံးတွင်ပြန်လဲခုခံဝင်ခဲ့သည်ပော့ပော့ပပအဝိစားများ ဝစ်စင်ထားသည့်အမျိုးသမီးငယ်တဦးသည် သူရဲကောင်းတဦးကဲ့သို့မဟုတ်တော့လဲသူတို့မလုဆောင်နိုင်ခဲ့သောအရာကို လုဆောင်ခဲ့သည် ကျော်စင်သည်ဖြည်းဖြည်းချင်းထွက်ရန်ကြိုးစားသည် သူ၏လက်များကသူ၏ကိုယ်လေးချိန်ကိုထင်းရင်တုံ့ီနေသည် သူ၏မျက်လုံးများကပဝန်းချိန်ကိုထိတ်လန့်တုံ့လို့စွာကြည့်ရှုနေသည်သူ့အပေါ်ကယူနာမရှိတော့ကြောင်းသူသိသည် သူပုံမှန်ငွေညစ်လေးရှိသော လမ်းဘေးဈေးတွေများပင်သူ့ကိုလှောင်ပြောင်သည့်အကြည့်ဖြင့်ကြည့်နေကြသည် သူ၏ဒဏ်ငွေများဤတားကောင်ဖြစ်လေးရှိသောအဖိုးအိုတဦးကပင် မေဆန်ဒီဘက်သို့လက်မထောင်ပြလိုက်သည် တီတိုပြောဆိုသံများလေတဲ့တွင်ပြည့်နှက်လာသည်နောက်ဆုံးတော့တယောက်ယောက်ကလုံးဝင်သွားပြီးဟုဈေးဝယ်အိတ်ကိုကင်ထားသည့်မိခင်တဦးကတီတိုပြောလိုက်သည်လက်မောင်းတွင်တတူးပြည့်ရှိသောဆိုင်ကယ်စည်းလူငယ်တဦးကထိုများတမှုမရှိမှုနှင့်ကြောက်ရွံ့မှုကြားတွင်နှစ်ပေါင်းများစွာပိတ်မိနေခဲ့သော လူများစွာ၏ခံစားချက်ကိုကိုစားပြုတကယ်သို့ကျေနပ်စွာခေါင်းကြီးပြသည်ကြော်စင်သည် သူ၏လဲကျနေသောရဲဦးထုတ်ကိုကောက်ယူရန်စူးစမ်းသည် သို့သောလူငယ်တဦးက ရင်းကိုတမင်တကာနင်းလိုက်သဖြင့်သူပြန်လဲကျသွားခဲ့သည်။မေဆန်ဒီသည်နောက်ထပ်ကိုထီးလက်ရောက်အပြစ်ပေးခြင်းမပြုတော့ပေ၊သူမသည်သူမ၏အုပ်ထုပ်ကိုကောက်ယူပြီးဆိုင်ကယ်တွင် ထိခိုက်မှုမရှိကြောင်းသေချာစေပြီးနောက်ခရီးဆက်ရန်ပြင်ဆင်လိုက်သည်။သို့တော့သူမမသွားမီအသက်လက်ပိုင်းအမျိုးသမီးတဦးကစကားမပြောဘဲသူမကိုဖက်လိုက်သည် ထိုပွေဖက်မှုသည်မတရားမှုကိုညှင်းငွေနေသောမြို့သူမြို့သားများအလုံး၏ကျေးဇူးတင်စကားကဲသို့ခံစားရသည် ထိုညတွင်ထိုဖြစ်ရဲ့ဤဗီဒီယိုသည်မိဘုံသည်သို့မိဘွားကြတဲ့ကဲ့သို့နေမြန်စွာပြန့်နှံ့သွားခဲ့သည် WhatsApp အုပ်စုများမှပထမ Twitter အထိ online forum များမှဒေတာရင်းသတင်းများအထိအရာအလုံးသည်အချင်းပြဲ့ရဲရာရှိကိုထိုးကြိတ်ခဲ့သောချုံမောလာပသည့်ရေတတအကြောင်းပြောဆိုနေကြသည်မြေပြင်ပေါ်တွင် အားကိုးရမဲ့လဲလျောင်းနေသောကြော်စင်၏မျက်နာသည် မင်းဖြစ်လာခဲ့သည်မေဆန်ဒီ၏မျက်နာကို post များစွာတွင် တမင်တကာဝါထားတော်လဲသူမကိုစင်ရဲသားပြည်သူများ၏ခုခံတော်လှန်မှု၏တင်ကေတအဖြစ်ချီးကျူးခံခဲ့ရသည်ရန်ကုန်ပုံမှုကောင်းမွန်စေရန် hashtag သည်ကြော်စင်၏တားကောင်ဖြစ်ခဲ့ဘူးသော အခြားဒေသခံများ၏ဇလန်းများနှင့်အတူရေပန်းစားလာခဲ့သည်ကြော်စင်၏ရဲရာရှိများကဒေါသထွက်ခဲ့ကြသည်မေဆန်ဒီ၏ လုံဆောင်မှုကြောင့်မဟုတ်ပဲဤဖြစ်ရဲ့ဤရောဖြစ်လာမှုကြောင့်ပေါ်ပေါက်လာခဲ့သောအရှက်ရပွေရများကြောင့်ဖြစ်သည့်ပြည်တွင်းစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ရန်နေငယ်အတွင်းကြော်စင်ဤဖုံးကွယ်ထားသောအကျင့်ပြက်ခြားစားမှုမှတ်တမ်းများပေါ်ပေါက်လာခဲ့သည့်သူစုဆောင်ခဲ့သောငွေများမှားယွင်းသောဒဏ်ငွေမှတ်တမ်းများဒေသခံလူဆိုးများနှင့် သူဤဆက်ဆံရေးများအလုံးပေါ်ပေါက်လာခဲ့သည့်သတင်းမီဒီယာများက တည်င်းများဖော်ပြလာပြီးပြည်သူဖိအားသည်အလွန်ကြီးမားသောကြောင့်နောက်ထပ်ဖုံးကွယ်၍မရနိုင်တော့ပေရင်ဘတ်တွင်ဒဏ်ရာရရှိခဲ့သောကြောင့်ဆေးရုံတွင်တက်ရောက်ခဲ့ရသည့်ကြော်စင်သည် ရုံးခန်းသို့ပြန်ရောက်သောအခါပိုရိပ်ဆိုးရွားသောကံကြမ္မာနှင့်ကြုံတွေ့ခဲ့ရသည် သူသည် သူ၏လုပ်ဖို့ကင်ဘတ်များကကြိုးဆိုခြင်းမခံရတော့ပေအရှိရပွဲရာထူးမှထုတ်ပယ်ခံရသည့်စာနှင့်ပလတ်စတစ်အိတ်ထဲတွင်ထည့်ထားသော ူ၏ကိုပိုင်ပစ္စည်းများသာသူ့ကိုစောင့်ကြိုနေခဲ့သည့်ရဲယူနီဖောင်းဝတ်ရဲနှစ်ဦးက သူ့ကိုရဲကားစီသို့ခေါ်ဆောင်သွားသောအခါသူ၏မျက်နာသည်ဖြူဖြော့နေသည့်အလုတ်သွားရန်မဟုတ်ပဲဥပဒေလုပ်ငန်းစဉ်ကို ခံယူရန်အတွက်ဖြစ်သည်ထို့အတောအတွင်းမြမကြီးတက်မတော်ကသူမ၏အထောက်အထားကိုလှို့ဝှက်ထားသောမေဆန်နီသည် သူ၏လုပ်ဖော်ကင်ဖက်များထံမှဤသတင်းကိုကြားသိရသည် သူမသည်အနိုင်ရသည်ဟုမခံစားရဘဲစိတ်သက်သာရာရခဲ့သည့် တပတ်အကြာတွင် သူမ၏အကြိုက်ဆုံးအားကစားရုံသို့ပြန်ရောက်သောအခါ သူမ၏နီးပြားကလေးစားစွာခေါင်းကြီးပြသည်အခြားသိန်းဝင်အချို့ကပြုံးပြကြသည်မြည်သူမြထိုဖြစ်ရဲ့အကြောင်းတိုက်ရိုက်မပြောဆိုကြပေသို့သောသူမရရှိခဲ့သောလေးစားမှုသည်ယခုအခါကွဲပြားနေသည် ရိုင်းကော်အချင်းထောင်သည်အားနေသူများအတွက် နေရာမဟုတ်ပေအချင်းခန်းများကမွန်းကျက်ပြီးစင်ကြံများကချွေးနှက်နှင့် စိတ်ကြက်အားငယ်မှုများဖြင့်ပြင်းနဲ့နေသည်ထောင်သားများမှာအရာအားလုံးကိုဆုံးရှုံးခဲ့ရသူများဖြစ်ပြီးကြော်စင်လဲအပါဝင်ဖြစ်သည်ယခုအခါသူဝစ်စင်ထားသော လိန်မော်ယောင်ယူနီဖောင်းသည် သူရခင်ကဂုံယူခဲ့သောရဲယူနီဖောင်းထက်ပိုမိုလေးလံနေသည်ယခင်ကထက်မြက်ခဲ့သော သူ၏မျက်လုံးများသည်ယခုအခါအမြဲတစေအောက်သို့ဝန်းကြည့်နေသည် သူ၏ပခုံးများကကုန်းနေပြီး သူ့ကိုယ်သူပို၍တေးငယ်အောင်ပြုလုပ်လိုဟန်ဖြစ် သို့သောထိုအရာက သူ့ကိုကဲတင်နိုင်ခြင်းမရှိခဲ့ပေအခြားထောင်သားများသူတို့ထဲမှ အများစုမှာ သူကဲ့သို့ပင်အချင်းပြည့်ရဲများ၏တားကောင်များဖြစ်သည် ခင်ကဘရောဖြစ်ခဲ့သောကျဲခွင့်ကိုလျင်မြန်စွာမှတ်မိကြသည် သူဤပထမနေ့သည်ပါပေါ်တွင်ဒံယာများဖြင့်အဆုံးသတ်ခဲ့သည်ဒုတိယနေ့တွင် နောက်ကျောတွင်ဒံယာများရရှိခဲ့သည် ထောင်ဆောင်များကမမြင်ဟန်ဆောင်နေကြသည်ယခင်ကကြော်စင်ကသူဤသားကောင်များ၏အဟစ်တန်များကိုမမြင်ဟန်ဆောင်ခဲ့သလိုပင်မှောင်မိုက်သောအချင်းခန်းထောင်တွင်ကြော်စင်သည် နောက်ဆုံးတွင်ဆင်ခြင်းမိသည်သူညှိယူခဲ့ဘူးသောမျက်နှာများကို သူတတိယမိသည် ဆိုင်ပိတ်ရန်တွန်းအားပေးခံရသောခောက်ဆွဲသေးသည်ဒံကြီးပေးဆောင်ရန်သူ၏လက်တော့ကိုပင် ရောင်းခဲ့ရသောကောလိပ်ចောင်းသားငိုခဲ့ရသောမိခင်များပင်ယခုအခါသူတို့ခံစားခဲ့ရသောအားကိုးရမဲမှုကို သူခံစားနေရပြီဖြစ်သည်ထိုတော့တွင်ထောင်နေရန်ပြင်ပတွင်ဘဝသည်ဆက်လက်လေပတ်နေသည့်လမ်းမကြီးများကအမြဲတစေစီကားနေစေဖြစ်သည် သို့သောယခုအခါဘိုက်ပူပူရဲရာရှိက ရင်မောင်းများကိုငွေညစ်ခြင်းမရှိတော့ပေဒေသခံများသည် မတရားမှုများကို မြင်တွေ့ရပါကတတိရှိရှိတိုင်ကြားဝင်လာကြသည် ထိုနေ့လေခင်တစ်ခုတွင်အလौဆောင်ဝင်ခါစလူငယ်ရဲရာရှိတဦးကအဖွားအိုတဦးကိုလမ်းဖြတ်ကူးရန်ကူညီပေးခဲ့သည်တိကျသောကံချက်တစ်ခုမှပြောင်းလဲမှုစတင်နိုင်ကြောင်းသေးငယ်သောဓပုံတပုံက ပြသခဲ့သည် ED မှာရှောင်လွဲမရနိုင်သောကံကြမ္မာအကြောင်းဇလန်းဖြစ်သည့်သူ၏ယူနီဖောင်းနောက်ွယ်တွင် ခုခံအားကောင်းသည်ဟုခံစားခဲ့ရသောဗိုလ်ကြီးကျော်စင်သည်နောက်ဆုံးတွင် သူကိုယ်တိုင်ဖန်တီးခဲ့သောမတရားမှုများကြောင့်ပြိုလဲသွားခဲ့သည့်မေဆန်နီသည်တတိမပြုမိပဲဖိနှိပ်ခံရသူများအတွက်မျော်လင့်ချက်ဤတင်ကြတာတစ်ခုဖြစ်လာခဲ့သည့်လှုပ်ဆောင်မှုတိုင်းဤနောက်ွယ်တွင်အကျိုးဆက်များအမြဲရှိနေပြီးမတရားမှုတိုင်းဤနောက်ွယ်တွင် ခုခံတော်လှန်နိုင်သည့်အလားအလာအမြဲရှိနေသည် ာဆလာမူအာလိုင်ကွန်ဝါရာမတူလာဟီဝါဘာရာကာတူ